ဒီဗျူထဲမှာကျွန်တော် review လုပ်ပေးမယ့်ဖုန်းကတော့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ Honor ရဲ့ GT ဒီဖုန်းက Honor ရဲ့ flagship killer series ပေါ့နော်အသစ်ထွက်ထားတာဒီကောင်လေးရဲ့ဈေးနှုန်းက15သိန်းဝန်းကျင်မှာရှိတယ်အဲ့တော့ဒီဖုန်းက15သိန်းဝန်းကျင်မှာဖုန်းဝယ်မယ်ဆိုရင်ထည့်ပြီးတော့စဉ်းစားတင်လားဘယ်လိုလူတက်ဖြစ်မလဲဒီကောင်မှာဘယ်လိုမျိုးအားသာချက်တွေရှိလဲဆိုတာကိုအခုပြောပြပေးပါမယ် ပထမဆုံးစပြီးတော့ပြောချင်တာကဒီဖုန်းကမြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းမဟုတ်ဘူး China version ဖုန်း China version ဖြစ်ပေမဲ့ကျွန်တော်တို့ဘေးနေကူရဲ့စာပြစ်တွေပါရတယ်အဲဒါပြင်ကျွန်တော်တို့ Xiaomi Redmi China version တွေမှာလို့ဒီကောက်မှာ call record လာရတယ်ဒါပေမဲ့ဒီဖုန်းက Xiaomi Redmi China version တွေမှာလို့ notification နောက်ကျတဲ့ပြဿနာတွေကဒီဖုန်းမှာတော့မရှိဘူးအဲ့တော့ဒီဖုန်းက online ရဲ့ flash killer ဖုန်းတစ်လုံးဆိုတော့တွေ့ရဲ့ design ဘက်နေစပြီးတော့ပြောလိုက်အောင် design ဘက်ကတော့ကျွန်တော်တို့ကြောဘက်ချမ်းပါဆိုရင်ကျွန်တော်အခုကင်ထားတဲ့အယောင်လေးပါဆိုရင်တူတုံးကာလာကိုတုံးထားပေးတယ် ဒီထဲမှာတော့ message ကိုမြင်ရချင်မှမြင်ရမယ်ပေါ့နော်။ဒါပေမဲ့အပြင်မှာတော့မြင်ရတယ်။နောက်ပြီးတော့ job chain ကိုလက်ရတွေပါမထင်အောင် mesh finish ကိုတုံးထားပေးတယ်။ camera bank ကတော့ကျွန်တော်တို့၄တောင်းခက်ဆက်တန်း student ပုံစံ camera လေး။နောက်ပြီးတော့ဒီ camera bank ရဲ့အောက်မှာဒီ GD ဆိုတဲ့စာတန်းလေးကိုရွှေရောင်အဆန်လေးနဲ့ရေးထားပေးတယ်။အဲ့တော့ဒီကောင်ရဲ့ design ကတော်တော်လေးမှရိုးရိုးရှင်းရှင်းလေးနဲ့ mic ရဲ့ဆိုတဲ့ဘက်ကိုသွားတယ်။ ဒီအမဲအောင်ဆိုရင်ယောက်ျားလေးတွေတော်တော်ကြိုက်နေမှာပေါ့နော်လက်ထဲမှာကမ်းရတဲ့ခန်းစားချက်ကတော့လုံးဝ၄00ဆန်တယ်ပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘေးဘက်ပေါင်တွေကလုံးဝဖလက်ကိုတုံးထားပြီးတယ်အဲဒါပေမဲ့ကျွန်တော်လက်ထဲမှာကမ်းရတဲ့အချိန်မှာနည်းနည်းလေးကမ်းလို့ကောင်းအောင်ဆိုပြီးတော့ဒီဘေးဘက်ပေါင်တွေကိုနည်းနည်းလေးပေါ့နော်မတိမတားလေးလုံးထားပြီးတယ်အဲ့တော့လက်ထဲမှာကဒီပုံးက၄00ခတ်ကြကြနဲ့ကမ်းလို့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်ဘေးကွက်လက်ဒီနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဖုန်းကအနောက်ဘက်မှာကျွန်တော်တို့ glass back ကိုတုံးထားပြီးတယ်ဘေးဘက်ပေါင်ကတော့ plastic frame ပဲ အဲ glass bag ကိုတုံးထားပေးတာဖြစ်တဲ့အတွက်ကြောင့်ရိုးတန်းတန်း plastic bag ကိုတုံးထားတဲ့ဖုန်းတွေထက်စာရင်ဒီဖုန်းကကိုင်းရတဲ့အချိန်မှာပို့ပြီးတော့လေအကျန်းခံတယ်။နောက်ပြီးတော့ hand feeling ရပို့ပြီးတော့ premium ဖြစ်သွားတယ်။နောက်ပြီးတော့ဒီဖုန်းကအထူးအနေနဲ့က7.7 mm အလေးထိအနေနဲ့ကတော့196 gram ဆိုတော့အရင်ပေါ့ပေါ့ပေါ့ဖြစ်တဲ့တဲမှာမပါဘူး။လက်ထဲမှာကိုင်းထားမယ်ဆိုရင် weight နည်းနည်းစီးစီးလေးနဲ့ကိုင်းလို့ကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်။အဲ့တော့သူ့ရဲ့ကြောဘက်ခြမ်းတွေရောဘေးဘက်ဖောင်တွေရောပြောပြပြရည်ဆိုတော့ဖုန်းရဲ့ရှေ့ဘက်ခြမ်းဖြစ်တဲ့ display ကြောင့်သွားရအောင် display ကိုဆက်စားခြင်းကြည့်တဲ့အချိန်မှာသတိထားမိတဲ့အချက်ကသူ့ရဲ့ display ဘေးပေါင်တွေကတော်တော်လေးမှပါတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ကျွန်တော်အရင်က review လုပ်ခဲ့ဘူးတဲ့ Redmi K80 တို့ IQ ရဲ့ Neo 10တို့ဒီလိုမျိုးဖုန်းတွေရဲ့ဘေးဘက်ပေါင်တွေရှင်တော့မှတော်တော်လေးပါတယ်ပေါ့နော်။ဒါတော့အဲ့ဖုန်းတွေကဟို display ဘေးပေါင်တွေပါတယ်လည်းပါတယ်။အာဒီလိုမျိုး display ဘေးပေါင်တွေပါတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဖုန်းကိုကြည့်နေတဲ့အချိန်မှာကတော်တော်လေးကြည့်လို့ကောင်းသွားပြီပေါ့နော်။ပုံမှန်ဘက်တရီအထူးကြီးနဲ့ရုပ်ဆိုးတယ်ဆိုတဲ့ပုံစံမျိုးမရှိတော့ဘူး။ ဲ့တော့သူရှိမှသုံးထားတဲ့ display panel အကြောင်းပြောလိုက်အောင်သူရှိမှသုံးထားပြီးတဲ့ display panel ကတော့7.7 inches AMOLED 120Hz ကိုတုံးထားပေးတယ်။နောက်ပြီးတော့ကျန်တဲ့1 bit color လို့ Asia template တို့ဒါတွေကိုလည်း support ဖြစ်တယ်ပေါ့နော်။နောက်ချက်အနေနဲ့ဒီဖုန်းက B brightness နဲ့အလေးနဲ့4000 nits ဆိုတော့ကျွန်တော်တို့ in door မှာပဲတုံးတုံး out door မှာပဲတုံးတုံး twin display ကကောင်းကောင်းမွန်မွန်နဲ့ရှင်းရှင်းလင်းလင်းမြင်ရတယ်။အဲ color တွေကတော့နည်းနည်းလေးစူးစူးတောက်တောက်ဘက်ကိုသွားတယ်။ ကိုကစိုးစိုးတောက်တောက်မကြိုက်ဘူးဆိုရင်သူ့ရဲ့ display setting ထဲမှာ natural sand နဲ့ color လေးတွေချိန်ပြီးလုပ်ရတယ်။နောက်ပြီးတော့ဒီဖုန်းရဲ့ display ကကျွန်တော်တို့ဖုန်းသုံးတဲ့အခါမှာမျက်စိထိခိုက်တာသက်တောင် Honor Eye Comfort Display တို့ default eye care တို့နောက်ပြီးတော့ ultra wide panorama dimming တို့ဒီလိုမျိုး feature လည်းပါတယ်။အဲ့တော့ဒီဖုန်းကဒီဒေတာဝင့်ကျင်မှာ display နဲ့ပတ်သက်ပြီးတော့တော်တော်လေးအားရဖို့ကောင်းနေတယ်မှာပါတယ်။ဟောဒါနဲ့ဒီဖုန်းမှာက IP65 ဓာတ်ဆန် water resistant လည်းပါတော့ရိုးတန်းတန်းတာမန်ရေးဆိုတာတို့ရေနည်းနည်းဝင်တာလောက်ကတော့ AC ပဲ ခံနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်။ speaker ပိုင်းနေနဲ့တော့ဒီဖုန်းမှာက stereo speaker ကိုသုံးထားပေးတယ်။အဲပုံမှန်ပေါ့နော်ချားဆက်လို့ speaker လေးလို့ကျွန်တော် earpiece ကအသံထွက်တာမဟုတ်ဘဲနဲ့ဖုန်းရဲ့အပေါ်ဘက်တောက်မှာကျွန်တော်တို့အသံထွက်ဖို့ speaker ပေါက်တစ်ပေါက်ထပ်ပြီးတော့လုပ်ထားပေးတယ်။သူရဲ့ speaker အသံထွက် quality ကတော့တော်တော်လေးမှကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်။အခြားတော့ဖုန်းတွေလိုမျိုးပေါ့နော်အဲကျွန်တော်တို့ speaker က bass stand ကမပါတာတို့ bass stand ပါတော့လေအခြားတော့အတန်အနေနဲ့ရောနေတာတို့ဒီဖုန်းမှာလုံးဝမရှိဘူး။ base stand ကိုလည်းကြီးကြီးလင်းလင်းကြားရသူအခြားတော့အတန်တွေကိုလည်းကြီးကြီးလင်းလင်းကြားရတယ် ်အတန်ထွက်ကလည်းတော်တော်လေးမှကျဲတဲ့တဲကိုပါတယ်ပေါ့နော်အတန်ထွက်ကိုကျွန်တော်တဆုံးထိကျဲတဲ့ချိန်မှာလည်း clarity ကတော့ကောင်းတဲ့တလောက်တော့ကောင်းသေးတယ် SOC နဲ့တော့ဒီဖုန်းက flash killer ဖုန်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှအားရဖို့ကောင်းတယ်ဒီရှိမှာတုံးထားပြီး SOC က snatcher ကို HN3 ကိုတုံးထားပြီးတယ်ဒီ SOC ရဲ့ performance ကကိုကဖုန်းကိုပေါ့ပေါ့ပေါ့ပါတုံးတာဆလို့ heavy gain တွေဆော့မယ်ဆိုရင်လည်းဒီဖုန်းမှာ AAC တတ်တရာနဲ့ဆော့လို့ရတယ် နောက်ပြီးတော့ Snapdragon ကို SoC ဖြစ်တဲ့ကြောင်အခြားသော SoC ရဲ့စာရင် image processing ဘိုင်းမှာပို့ပြီးတော့ကောင်းတာဖြစ်တဲ့ကြောင်ပုံမှန် quality လေးရပို့ပြီးတော့အဆင်ပြေပြီနဲ့ကောင်းကောင်းမွန်မွန်လေးထွက်တယ်။နောက်ပြီးတော့ဒီဖုန်းက Android 15ပေါ်မှာအခြေခံထားတယ်။ Magic OS 9ကိုသုံးပေးထားတယ်။ဒီ Magic OS ကိုသုံးကြည့်တဲ့အချိန်မှာလည်းအခြားသော OS တွေတဲ့စာရင် lightweight ဖြစ်တာဖြစ်တဲ့ကြောင်ဖုန်းကိုသုံးတဲ့အချိန်မှာပို့ပြီးတော့ပေါ့တယ်၊တွက်တယ်၊ပါတယ်လို့ခံစားရတယ်။ animation တွေရလဲလှတယ်ပေါ့နော် customization ကလည်းဒီ magic web မှာက ဆောင်နယ်လို့တော့ပြောလို့ရတယ်ကင်မရာဘိုင်းအနေနဲ့ကတော့ဒီဖုန်းကမစိုးဘူးလို့ပြောလို့ရပါတော့သူရှိမှာတုံထားပေးတာက50 megapixel main camera နဲ့ ultrawide ကတော့12 megapixel ကိုတုံထားပေးတယ်ပုံထား quality ကတော့ natural sensor ဖြစ်တဲ့ဘက်ကိုသွားတယ်ပေါ့နော်ကိုက natural sensor မကြိုက်ဘူးအယောင်တွေဆူဆူတောက်တောက်ကြိုက်တယ် color တွေကိုခမိုင်းမိုင်းလေးကြိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ကင်မရာ mode ထဲမှာ vibrant mode တို့ authentic mode တို့ဒီလိုမျိုး mode တွေကိုကြောင်းပြီးတော့လည်းရိုက်လို့ရတယ်နောက်ပြီးတော့ဒီဖုန်းက tele sensor မှာပါတာဖြစ်တဲ့အတွက်ကြောင့် zoom နေပါလိမ့်ဆွဲမယ်ဆိုရင်တော့ 2h လောက်ထိပဲရတယ်ပေါ့နော် ်တယ်လီသန်းသားမှာပါပေမဲ့သူရှိမှာက perfect photo တွေရိုက်မယ်ဆိုရင်တော်တော်လေးမှအဆင်ပြေတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ ultrawide camera နဲ့ရိုက်မယ်ဆိုရင်တော့ detail လေးနည်းနည်းကျသွားတာ၊ color လေးနည်းနည်းဖွက်တဲတဲဖြစ်သွားတာဒီလိုမျိုးတွေတော့ခံစားရတယ်ပေါ့နော်။အဲ့တော့ဒီဖုန်းကသူ့ရဲ့ overall camera quality ကိုပြောရမယ်ဆိုရင်အဆင်ပြေတယ်၊လက်ခံလို့ရတယ်ဆိုတဲ့အနေအထားမှာရှိတယ်။အချို့စိတ်ပိုင်းတွေဆိုကောင်းအောင်ကောင်းနေတယ်။အာဒီ camera မှာကျွန်တော်သဘောကျတဲ့အချက်ကဘာလဲဆိုတော့ကိုကဓာတ်ပုံကိုရှိုက်ပြီးတော့ပုံချက်ချင်းပြန်ကြည့်တဲ့အချိန်မှာ သူ့ရဲ့ processing time အရင်အကြာကြီးစောင့်ကြမလို့ကျွန်တော်အခုတက်ပုံရိုက်တယ်။ပုံပြကြည့်ရဆိုရင်ချက်ချင်းကြည့်လို့ရတယ်။ဒီချက်ကိုတော့ကြိုက်တယ်ပေါ့နော်။ selfie camera ကတော့ကျွန်တော်တို့ဆက်ချင်းမကပါစေကိုတုံးထားပေမဲ့တော်တော်လေးကောင်းတယ်လို့ပြောရမယ်။ detail လေးတွေကလည်းကောင်းတယ်။နောက်ပြီးတော့သူ့ရှိမှာက beauty mode တွေအရင်မပါတဲ့အတွက်ကြောင့်ယောက်ျားလေးတွေပါတယ်တက်ပုံရိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်ဆိုတဲ့အနေအထားမှရှိတယ်။ beauty mode တွေအရင်ပါတယ်ဆိုရင်ကျွန်တော်တို့ တရုတ်ကားတွေကကျွန်တော်တို့တရုတ်တက်တော်ထဲမှာလို့ကျွန်တော်ကော်ပိုက်ရုပ်လိုပုံစံအင်းတွေထွက်တယ်ပေါ့နော်။ဒါပေမဲ့ဒီဖုန်းမှာတော့မထွက်ဘူး။နောက်ပြီးတော့ဒီဖုန်းနဲ့ဗီဒီယိုရိုက်မယ်ဆိုရင်အားရတဲ့အချက်ကသူ့ရှိမှာ background sound တွေကိုဖြောက်ပေးနိုင်တဲ့ noise reduce ဆိုတဲ့ feature လေးပါတယ်။ဒီ noise reduce ဆိုတဲ့ feature ကအဖြစ်သဘောထည့်ပေးထားမှာမဟုတ်ဘူး။တကယ်အသုံးဝင်တယ်။ကျွန်တော်စမ်းကြည့်တဲ့အချိန်မှာလည်းဒီ feature လေးကိုဖွင့်လိုက်မယ်ဆိုရင်ဘေးက background အတန်တွေကလုံးဝနီးနီးပြတ်သွားတယ်။ အဲ့တော့ကိုကဘေးက background sound တွေအရင်များတဲ့အချိန်မှာဗီဒီယိုတွေပါရိုက်မယ်ဆိုရင်ဒီ feature လေးနဲ့ဆိုရင် တော်တော်လေးအသုံးဝင်လေပဲ battery နည်းနဲ့တော့ဒီဖုန်းက silicon ကားမို့ battery 9300 mAh ကိုတုံးထားပြီလေအပြန်သွင်းဖို့ကတော့100 watt fast charging နဲ့တုံးထားပြီလေ100 watt fast charging တွေဖြစ်တဲ့ကြောင့်0 to 100ကိုအားပြည့်သွင်းမယ်ဆိုရင်ကျွန်တော်တို့ live ဝင်ကျင်မယ်သွင်းလို့ရတယ်အားတွေပါတွေရလဲကိုကဖုန်းကိုတာမယ် router နဲ့ social media တုံးတာ camera ရိုက်တာလောက်ပေါ့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 တုံးရလို့ဆိုရင်တရက်ခွဲနှစ်ရက်လောက်ကတော့ AC စစ်ကန်နဲ့ဂိမ်းတွေမှာဆော့မယ်ဆိုရင်တရက်လောက်ပဲခံတယ် ဒါပေမဲ့လည်းသူရှိမှာ100ဝက်ပါတယ်မလား AC ပဲလေးအပြည့်သွင်းဖို့လည်းနိုင်ခွက်လောက်ဆိုတော့အများကြီးတိတ်ပြီးတော့ဘက်ထရီနဲ့ပတ်သက်ပြီးတော့ view site နေတာမရှိဘူးသိချထားလို့ရတယ် fingerprint sensor အနေနဲ့တော့ဒီဖုန်းမှာက NFC fingerprint sensor ကိုတုံ့ထားပေးတယ်ရိုးတက်တဲ့ optical ပဲပေါ့နော်အာဒီနေရာမှာတော့ကျွန်တော်ကနည်းနည်းလေးတော့အားမရဘူး ultrasound နဲ့ fingerprint sensor လားဆိုရင်အများကြီးပို့ပြီးတော့ကောင်းရလိမ့်မယ်အဲ့တော့ဒီဖုန်းလေးကို blue ray ကိုညှို့ပေးခြင်းလေအာဒီဖုန်းကဒီ15သိန်းမှကျင်မှာတော့တကယ်ရောဝယ်သိမ့်တဲ့ဖုန်းတစ်လုံးလားဆိုရင်ကျွန်တော်ကတော့တကယ်ဝယ်သိမ့်တဲ့ဖုန်းတစ်လုံးလို့ပြောခြင်းလေ ်အတူရှိမှာတုံးပြီးထားတဲ့ display တွေ၊ base quality တွေ၊ camera တွေ၊ SOC တွေကအခြားသောဖုန်းတွေပါလိုက်ရှာမယ်ဆိုရင်အတူနဲ့ပြိုင်နိုင်တဲ့ဖုန်းကနည်းနည်းလေးတော့ရှားနိုင်မယ်။ဘယ်လိုလူတွေကို recommend ပေးလဲဆိုတော့ရိုးတန်းတဲ့တာမန်ဖုန်းကိုပေါ့ပေါ့ပါပါကိုင်တဲ့လူတွေကစပြီးတော့ game တွေကို heavy sorry heavy gaming user တွေအထိကိုဒီဖုန်းကကောင်းကောင်းမွန်မွန်နဲ့ recommend ပေးလို့ရတဲ့ဖုန်းလို့လို့ပြောနေပဲ။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်အောက်ခတ်ပါ။ Yangon Mobile Store